ားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဟောင်းဦးချစ်ဆွေကိုလုံတမာဝန်ကြီးတည်အဖြစ်ခန့်အပ်ခဲ့ပြီးနောက်ဖေဖော်ဝါရီလလယ်လောက်ကစားလို့ပြည်ပကိုအခြေခံလုပ်သားတွေဆေးလွှတ်မှုရပ်ဆိုင်ထားပြီးရုရှားနိုင်ငံကအလုံတမာဆေးလွှတ်မှုရှိနေပါတယ်။ဆွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။ပြည်တွင်းမှာပြည်ပလောက်ကင်တပ်တေကံကပ်ပြား Overseas Worker Identification Card OWIC ထုတ်ပေးတာကိုဖေဖိုင်လာ၁၄ရက်ကစတင်ကရုတ်တရက်ရပ်ဆိုင်းခဲ့တာကြောင့်ပြည်ပကိုအလုံးနဲ့ထွက်ဖို့ပြင်ဆင်နေကြတဲ့အလို့သမားတောင်းတဲ့ချီပြည်ရင်းကနေထွက်ခွာများဖြစ်နေပါဗါထိုင်းနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးဟာဦးချစ်စွေကိုစစ်ကောင်စီကအလို့သမားဝင်ကြီးတစ်အဖြစ်ဇန်နဝါရီလကောင်မိုင်းကခန့်ခဲ့ပြီးတဲ့နောက်ဖေဖိုင်လာ၁၄ရက်မှာ ပြည်ပအလို့သမားဆေးလုံမှုအားလုံးတုံ့သက်ဖို့နဲ့လုံထုံးလုံးတွေကိုစီစစ်ဖို့ဆိုကာ OWIC ကထုတ်ပြတာတွေကိုရအကန့်အသတ်မရှိရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ပြည်ပကိုအလုံးနဲ့ထွက်ဖို့ပြင်ဆင်ထားသူတွေခီးစဉ်တွေပယ်ဖျက်လိုက်ရပြီးထိုင်းအပါအဝင် စင်ကာပူမလေးရှားစတဲ့နိုင်ငံတွေကို အခြေခံလုပ်သမားတွေထွက်ခွာခွင့်မပြုဘူးလို့ပြည်ပလုပ်သမားပို့ဆောင်တဲ့ agency တွေစီကနေသိရပါဗျာအဲဒီတော့ဖိုင်းနေတဲ့တော့လူတွေဟိုရက်တယ်ပြည့်ကြတော့ဒီမြေလုံးခမမရိုက်တဲ့ overbrain ဆက်ကြတယ်ဒီလိုပြထားတယ်ပြည့်တော့သူကစာတော့ချုပ်ထဲမထပ်သွားမဲ့ကလေးတွေ ဟိုအဲ့ဒါအဲ့ဒါလွတ်တံဟာလေးပေါ့နော်အဲ့ဒါလေးကဟိုကအဲ့ဒါလွတ်လွတ်ပြီမဲ့ဟိုစာရုပ်တွေကတော့အချုပ်မခံနိုင်ဘူးအမိတ်မကြဘူးဘယ်ချုပ်ဆိုကနေမပေးနိုင်ဘူးအဲ့ဒါတော့ဟိုနာတော့အော်ဘိုင်းစစ်တက်တဲ့နာနေတယ်မပေးနိုင်ဘူးရဆိုင်ထားတယ်အဲ့ဒါတော့ဘယ်နည်းကိုပြောဖို့မှမသိကြတော့မပြောနိုင်ဘူးသူတို့ကဒီလောက်ကောင်းတော့ဖွင့်မလို့လည်းအတန်နေချရတယ်ပေါ့လေအဲ့ဒီပါတော့ဟိုမင်းကလေးတွေဆိုစင်ကာပူဘာလို့ဆိုတော့ဟိုငိုကဲတဲ့အော်ဘိုင်းစစ်တက်တဲ့ကိုကျိုးတဲ့လောက်ထားတယ်လို့ဆိုတော့ထွက်လို့ရတယ် လက်ရှိဂျပန်နဲ့ရုရှားနိုင်ငံကိုကျွမ်းကျင်လုပ်သမားတွေနဲ့လောင်နိုင်ငံကို G2G စနစ်နဲ့သာလုပ်သားတွေကိုစီစစ်ပြီးထွက်ခွာခွင့်ပြုကြောင်းအခြေခံလုပ်သမားတွေကိုတော့စာချုပ်သစ်ချုပ်ဆိုတာအပါအဝင် OWIC ကထုတ်ပေးတာပြည်ပထွက်ခွာခွင့်အားလုံးရဆိုင်ထားတယ်လို့ဆိုပါတယ်အခြေခံလုပ်သမားတွေပြည်ပထွက်ခွာခွင့်ရဆိုင်ထားတဲ့ပတ်သက်လို့လုပ်သမားဝန်ကြီးဌာနဘက်ကတရားဝင်ညွှန်ကြားချက်ထုတ်ပြန်ထားတာမရှိသေးကြောင်းပြည်ပလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်များအသိစီကနေသိရပါတယ် ပြပလို့တမဆေလွတ်တာရဆိုင်ထားပေမဲ့ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကတော့မြန်မာလူသား24ယောက်ကိုရုရှားနိုင်ငံကိုဆေလွတ်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ဟိုလုံလောက်ပြောစစ်ဒီရတော့ရှိပါသေးတယ်။ဒါပေမဲ့ညာကြီးဒီရုရှားကတော့ဟိုစီဝဂန်ကြီးရဲ့ဟိုလူတာတွေရရှိအောင်မလို့ပြီးတော့လက်ရှိဒီကားလေးဒီပရောဂျက်တစ်ခုလုပ်ဖို့ဆိုတာကလိုအပ်သေးတယ်။ဟုတ်တယ်ရုရှားကလည်းစကားရဲ့ကျမ်းမာကြီးရေပေါ့နော်။အဲ့ဒီကူကတော့ ရေးကြည့်ပါတယ်။နောက်ပြီးတော့ကိုယ့်ကိုဒါဒီမှာရေးကောင်းပြီးတော့ဟိုအေးလိုက်ဆန်လိုက်ပါမလားဆိုတဲ့ဥစ္စာတော့ကိုယ့်ကိုစဉ်းစားပြီးတော့ဟာလို့ရှိတယ်။ကိုရောက်မှပြန်လာမယ်ဆိုလို့ရှိရင်ဘာပြောပြောကိုက employer employer ပြည့်ချတဲ့အတွက်ကြောင့်မလို့ကျော်ရမယ့်ကိစ္စကြီးရှိလာတယ်လေ။စကောင်စီကမြန်မာလူသားတွေကိုရုရှားနိုင်ငံစီဆေလွတ်ဖို့ MOU လက်မှတ်ရေးထိုးနိုင်ရေး အလို့ရှင်တော်သမားသဘောတူစာချုပ်ဆိုင်ရာကိစ္စရပ်တွေနဲ့ဆက်လင်းတဲ့လုပ်ငန်းညင်နိုင်အစည်းအဝေးကိုဖေဖော်ဝါရီလ24ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီဟာရုရှားကိုအလို့သမားစစ်လို့ဖို့ပြီးခဲ့တဲ့နှစ်ကလေးကစ조사နေတာဖြစ်ပြီးရုရှားနိုင်ငံကတော့ဆက်ယုံကုန်ထုတ်နဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လုံသားလိုအပ်ချက်တွေရှိနေပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ